အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့မွေအိမ်မက်နဲ့မွေနမိတ်အကြောင်းလေးမြောက်ပြီးမှဖြစ်ပါတယ်မိတ်ဆွေများလည်းမွေအိမ်မက်တွေမှတ်ဖူးကြမှာပါကျွန်တော်လည်းမှတ်ဖူးပါတယ်အဲ့တော့မွေအိမ်မက်တွေမှတ်လို့ရှိရင်ဖြစ်လာမယ့်ကောင်းကျိုးဆိုးကျိုးလေးတွေကိုဒီနေ့မြောက်ပြီးမှဖြစ်ပါတယ်ခါကြလို့ရှိရင်ကျွန်တော်တို့ဖုန်းလေးတွေမှာကြည့်တဲ့ရုပ်ရှင်နဲ့ကြည့်တဲ့မွေလေးပိုင်းမွေကားလေးပိုင်းကြည့်ပြီးတော့ညဘက်မှာအိမ်မက်မှတ်တာမျိုးမျိုးတော့အတီမြူနဲ့ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကိုကိုပေါ့နော် တတိတရားကြီးဘာမှလည်းမစဉ်းစားမိမဲနဲ့အဲ့တော့တတိတရားကြီးလာပြီးအိမ်မက်မှတ်တယ်ဆိုလို့ရှိရင်တော့အတီးယူလို့ရပါတယ်။ဟုတ်ပြီအဲဆိုကျွန်တော်တို့မွေတွေအိမ်မက်တွေမှတ်ကြတယ်မွေများစွာမှတ်ကြတယ်မွေတွေမျိုးမျိုးမြင်မှတ်ကြတယ်။အဲ့တော့ကျွန်တော်ကပထမဆုံးပုံမှာမွေတွေအများကြီးမြင်နေခါမွေတွေတလုံးတထွေးတွေပဲအများကြီးသွားမြင်မိတယ်ဆိုလို့ရှိရင်အဲ့ဒီနေ့တော့ကျွန်တော်တို့အလုပ်တွေများများနဲ့ပင်ပန်းတက်ပါတယ်။နံပါတ်1ကကိုယ်မွေပေါက်တယ် ဟာမွေးလိုက်လို့ပြီးရတယ်ဟေ့ဆိုလို့ရှိရင်တေချာတယ်အဲ့နေတော့ကံမကောင်းတော့ပါဘူးအဲ့တော့ကျွန်တော်တို့ရေးတေချာလဲတစုံတယောက်ကချောက်ချချင်းနေခန်းတော့မယ်အဲ့တော့ကိုကမဟုတ်မနဲ့မွေးနေကစားနေရတယ်မွေးရကိုကိုဟိုသဘောကျပြီးမွေးနဲ့ကိုနဲ့ကစားကစားနေနဲ့အပြန်အပြန်လန်သဘောကျနေတယ်ဆိုရင်အဲ့နေတော့ကံကောင်းတော့မယ်ကျွန်တော်တို့ကုညီမဲ့သူတွေကျွန်တော်ပေးမဲ့ကံမဲ့သူတွေပေါ်လာတော့မယ်ဘလို့မမနဲ့မွေးရေကုန်တွေလဲတော့ကိုကမြင်လိုက်တယ်ဆိုလို့ရှိရင်တော့ကံကောင်းတယ်ကျွန်တော်တို့ ဒီတက်ဒီတက်ယာတို့မြင့်တဲ့နေရာတွေဒီတက်ကောင်းတဲ့နေရာတွေရောက်ဖို့ရကျွန်တော်တို့ရခွင်လင်ကောင်းတွေပေါ်လာပါလိမ့်မယ်အဲ့တော့မဟုတ်ပဲねကိုကမွေးဒီမွေးဒီမွေးဒီကိုရိုက်တက်လိုက်တယ်ကိုကမွေးဒီကိုရိုက်တက်တယ်လို့မြင်မဲ့လို့ရှိရင်ကောင်းပါတယ်ကိုကရန်နေရှင်းသွားတယ်မန်နေကင်းသွားတယ်ပါအလုံးမင်းကိုနောက်ကိုမူဒီတအားပြေးလိုက်တယ်။အာကိုကပြေးလိုက်ရတဲ့မောနံပဲမူဒီကကိုတားလိုက်တယ်ဆိုလို့ရှိရင်မကောင်းပါဘူး။ဝန်နေစရာတွေငိုစရာတွေဆက်ရှုစရာတွေနဲ့ကြုံလာမှဖြစ်ပါတယ်။ အဲ့လိုမဟုတ်ဘဲနဲ့မွေးတွေအချင်းချင်းကြိုက်တာကိုမြင်နေမွေးတွေမွေးတွေတောက်မွေးတွေတစ်ခေါင်နဲ့တစ်ခေါင်ပေါ့နော်အဲ့လိုအချင်းချင်းကြိုက်တာတွေတိုက်ဖြတ်တာတွေလုံးနေတာမြင်တော့တေချာတယ်ကျွန်တော်တို့မနာလိုမနာလိုသူတွေအလုတ်ထဲမှာ ရက်ွက်ထဲမှာအနီးနားချင်းမှာမနာလိုသူတွေပေါ်ပြီးကြောက်ချနေတဲ့ကြောက်ချနေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ် အလုံးမပဲနဲ့မိုးတွေအကြီးကြီးပဲဗျာမိုးတွေက heavy ပဲလုံးဝကြီးပဲအဲ့လိုကြီးတွေမြင်မဲ့တယ်ဆိုလို့ရှိရင် ကောင်းပါတယ်အထူးသဖြင့်အဖြူုံနဲ့မြင်မဲ့လို့ရှိရင်အရန်ကောင်းတယ်အဖြူုံနဲ့မြင်မဲ့လို့ရှိရင်အရန်ကောင်းပါတယ်ဒါဆိုရင်ကျွန်တော်တို့သိပ်မကြခင်ကံကောင်းတော့မဲလို့ယူဆလို့ရပါတယ်ဟုတ်ပြီအဲ့လိုမပဲနဲ့ကျွန်တော်တို့မွေးကိုမြင်မဲ့တယ်ဒါပေမဲ့အဲ့မြင်တဲ့မွေတွေကရောင်စုံပဲဗျာဒါဆိုသိချတယ်ကျွန်တော်တို့တွေကျွန်တော်တို့ရဲ့ ဒီပေါ့နော်အကျန်စီတွေအောင်မြင်တော့မယ်အဲ့လိုမဟုတ်ပဲနဲ့မွေတွေကအများကြီးတော့အများကြီးပဲဒါပေမဲ့အကုန်လုံးကမဲနဲ့နေတာပဲကျွန်တော်တို့ကြည့်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့အကျန်စီတွေပြက်ပြက်တော့မှာဖြစ်ပါတယ်အလုတ်ကင်တွေကိုတစုံတစ်ယောက်ကနောက်ရှက်တော့မဲဆိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့လိုမဟုတ်ပဲနဲ့မွေတွေကမှဘွားမွေတွေဆိုတာသိတယ်တချို့ကလည်းမွေဘွေးတွေကိုမြင်မှတ်တယ်အဲ့လိုမွေဘွေးတွေမြင်မှတ်လို့ရှိရင်အလုတ်လုအလုတ်လုတဲ့နေရာမှာဟိုမေ့ဒီမေ့ဟိုကျန်ဒီကျန်မျိုးတွေဖြစ်တတ်ပါတယ်အဲ့လိုမဟုတ်မနဲ့ကိုကမွေပါတွေမြင်မှတ်တယ်ဆိုလို့ရှိရင်တော့ ကောင်းပါတယ်ရန်သူတွေကိုအနံ့ရတတ်တဲ့ရန်သူတွေရှင်းသွားတတ်ပါတယ်ဗျအဲ့လိုမျိုးပဲနဲ့ကိုယ့်ရဲ့အိမ်မော်တွေမွေတွေကတက်တက်လာတယ်တချို့ဆိုလို့ရှိရင်အိမ်မော်မွေတက်လာမျိုးတွေမြင်မှတ်တယ်နော်အိမ်မော်ကိုယ်ကိုယ့်အိမ်မော်တွေမွေတွေတက်လာလဲတော့မြင်မှတ်လို့ရှိရင်တော့ကောင်းပါတယ်ကိုယ်ငွေတွေအများကြီးလာပေးတော့မယ်လူတွေရောက်လာတော့မယ်လို့ဆိုလိုပါတယ်အလိုမဘဲနဲ့မွေသားတွေစားရတယ်။မွေကိုရိုက်တိုက်ပြီးချက်ဆလိုက်တယ်ဗျာ။တချို့လဲမွေမွေသားတွေစားရတယ်ဆိုလို့ရှိရင်တော့မမျော်လင့်မဲနဲ့ငွေတွေအဆုလိုက်ပြုံးလဲရတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကကျွန်တော်တို့ဒီတိုင်းမို့ဒီဒီတိုင်းနီးဖြစ်ပါတယ်အဲ့တော့နောက်နောက်ထပ်နီးနောက်ထပ်မှတ်တဲ့လူတွေကတော့ဘယ်လိုမျိုးလေးမှတ်ကြလဲဆိုတော့သူတို့ရဲ့အတိတ်ဘဝပထမဆက်တစ်ခုခုကနေပြီးတော့အဆောက်ရှောက်နေနဲ့လာပြီးတော့ဆောက်ရှောက်တာမျိုးလေးလာပြီးတော့ဆောက်ရှောက်တာလို့အဲဥမာ လာပြီးတော့ကြည်တာလို့အဲတမို့သူ့ရဲ့မျိုးသူ့တို့လာကြည်တာဒါမှမဟုတ်ပဲတစုံတစ်ယောက်ကလိုက်ပြီးတော့မူနဲ့တိုက်ပြီးညှို့တာလို့ဆိုရင်ဘလို့မျိုးလေးမြင်မှတ်တယ်ဆိုတော့ ကျွန်တော်တို့မွေတကောင်အကြီးကြီးအမဲကြီးပေါ့အမဲရောင်ပေါ့နော်ကိုယ်စူးစူးဆက်ဆက်သေးလာကြည့်နေတယ်ကိုယ့်ရဲ့အိမ်ကောင်းရင်ကိုယ့်ရဲ့တက်တက်ကိုယ့်ရဲ့အဲ့ရန်နာမှာလာပြီးတော့ကိုယ့်ကိုစူးဆက်လာကြည့်နေတယ်ဟိုရန်လည်းမပြုတ်သေးဘူးကြိုက်တော့မကြိုက်လည်းမကြိုက်သေးဘူးကိုယ့်ကိုစူးဆက်ကြည့်နေတယ် စပစ်ပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးဆိုရင်တစုံတက်ကကျွန်တော်တို့ရဲ့အခြေအနေကိုဥမာပညာတစ်ခုပြန်လှမ်းပြီးတော့ဟိုလန့်ကြည့်ခိုင်းတာမျိုးအဲအဲ့လိုမျိုးဖြစ်တတ်ပါတယ်အဲ့လိုမျိုးပဲနဲ့မွေဖြူတကောင်ကြီးကြီးပဲအယောင်သွေးစုံလင်နဲ့ကျွန်တော်ကြီးနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ပထမဆက်တစ်ခုခုအတိတ်ဘဝတစ်ခုခုကကျွန်တော်အဆောက်အအုံတစ်ခုကလာပြီးတော့ဆောက်ရှောက်ပေးတယ်လို့ဆိုလိုနိုင်ပါတယ်အဲ့လိုမျိုးပဲနဲ့ကျွန်တော်တို့ကဒီအိမ်မက်အိမ်မက်တွေမဟုတ်ပဲနဲ့အမက်မထင်ပါဘူးနော် အမှန်တည်းကျွန်တော်တို့ဘေးနားကိုမွေးတကောင်ကကျွန်တော်တို့လန့်ကြည့်နေတာလို့ကျွန်တော်အရှိမမွေးဖြတ်သွားတာလို့ကျွန်တော်သွားမဲ့လက်မမွေးပိတ်နေတာဆိုဆိုလို့ရှိရင်တော့ကျွန်တော်တို့တစုံတစ်ယောက်ကပညာတစ်ခုခုနဲ့ဒါလှမ်းပြီးတော့ကျွန်တော်တွေဒီလှမ်းပြီးတော့စမ်းတတ်တယ်လှမ်းလှမ်းလို့တယ်လို့ပြောလို့ရပါတယ်ဒါကတော့ကျွန်တော်တကယ်အိမ်မက်မဟုတ်ပါနဲ့လက်တွေ့ပွားတွေမှာအဲ့လိုမျိုးကြုံနေပေါ့နော်တချို့ကျွန်တော်ကျွန်တော်မိတ်ဆွေတူးဆိုလို့ရှိရင်သူသွားမဲ့လက်မမွေးတကောင်ကပိတ်ရနေတယ်ဒါမဲ့ဖိလိုက်တယ် နောက်တော့မလဲမှာလေအဲ့မွေပဲထပ်ပြီးထပ်ပြရင်လည်းဒါဆိုသိကြပါရယ်တစုံတရက်ကွာကျွန်တော်တို့ပညာတစ်ခုနဲ့ဒါလုံနေပေါ့အဲ့လိုမျိုးတက်တိထားလာတော့ကျွန်တော်လည်းသူ့အလိုပြောလိုက်တော့အဲ့မွေကိုသူရိုက်ပလိုက်ပါတယ်ရိုက်ပလိုက်ပြီးတော့သူဗျောင်းနေသူအဲ့လမ်းမေးတွေကိုလမ်းပစ်ထားလိုက်တယ်ပြန်လာတော့အဲ့နေရာမှာပဲအဲ့မွေကမွေမဟုတ်ပဲနဲ့ကျွန်တော်ထမင်းစားကြီးဖြစ်နေတယ်အဲ့လိုမျိုးအခြေအနေမျိုးမှာထမင်းစားကြီးဖြစ်နေတာကိုသွားတွေ့ရပါတယ်အဲ့နေရာမှာပဲအဲ့ကွက်တိပဲသူတေချာလဲမမိတယ်မို့နော် အဲ့အကြောင်းပဲဒါမဲ့အဲ့နယ်မှာထမင်းမွေမှုပဲနဲ့ထမင်းစားရဖြစ်နေတချို့ကလည်းကျွန်တော်တို့ခေါင်းလုံးခေါင်းတွေကိုလည်းမွေကြိုက်တယ်လို့အိမ်မက်ပဲတယ်ခေါင်းတွေမွေကြိုက်တယ်ဆိုမှတော့မကောင်းတော့ဘူးပေါ့ဗျာနော်အဲ့တော့ခေါင်းတွေခေါင်းတွေမွေကြိုက်ပြီးဆိုမှတော့မကောင်းတော့ပေါ့အဲကျွန်တော်တို့ခေါင်းခဲစရာတွေအလုပ်တွေပြဿနာလေးလာပေးတော့မယ်လူတွေရောက်တော့လည်းမလို့ဆိုလိုခြင်းဖြစ်ပါတယ်အေးဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာမွေပဲဖြစ်ဖြစ်ကြိုက်တယ်လိုက်တယ်လို့ပေါက်တယ်လို့မြင်မဲ့လို့ရှိရင်ဘာမွေပဲဖြစ်ဖြစ်မကောင်းလို့ယူဆလို့ရပါတယ် အဲ့တော့ဘာမွေပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုကျွန်တော်တို့เนี่ยဆော့ကစားနေတာတို့အဲကျွန်တော်တို့အိမ်မော်တက်လာတာတို့အဲကျွန်တော်တို့ရင်မပြုတ်ပဲနဲ့ကျွန်တော်တွေသဘောကျစွာနဲ့ကြည်နေတာတို့အဲ့လိုမျိုးဆိုရင်တော့ကောင်းတယ်လို့ယူဆလို့ရပါတယ်ဟုတ်ကဲ့ဒါတော့ကျွန်တော်ဒီချင်းမြောက်တစ်ဆက်ပေးတဲ့မူအိမ်မက်နဲ့မွန်နမိတ်အကြောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာလည်းဒီတက်ဒီတက်ဒီရမကစုံစုံလင်းလင်းလေးထပ်ပြီးမြောက်ပေးပါဦးမယ်ဗျာ စင်ပြီတို့ကျန်နေတဲ့နဲ့ Lion Square နေပြီးအဘေကမောင်တောင်းဆိုချင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မျိုးခုနသားသမီးအားလုံးနဲ့အနေငယ်ဖြေရှင်းကြပါစေဆက်ကျန်းတဲ့ကိုကျမ်းမှရှိကြပါစေဗျာ